ရုရှားနိုင်ငံဘယ်ဂိုရော့မြို့အနီးကလျှို့ဝှက်နေရာတစ်ခုကနေ Iskander M တာတိုပစ်ပယ်တင်းတုံးကြီး၄စင်းဟာအရှိတ်တောင်ဘက်ကိုဥတီပြန်တက်သွားခဲ့ပါတယ်။သူတို့ရဲ့ပြစ်မှတ်ကတော့နေဆက်နဲ့တိမ်မွေးတဲ့ယူကရိန်းနိုင်ငံ Kharkiv ဒေသတွေကအရေးပါတဲ့ Chuhuif လေတပ်စခန်းပါပဲ။အဲ့ဒီတုံးကြီးတွေပြစ်မှတ်စီကိုဥတီနေကြမှာပဲ။သူ့နောက်ကနေပြစ်မှတ်ကိုထိမှန်အောင်လမ်းညွှန်နိုင်တဲ့ KB 500 SMAP ဘုံးကြီးတွေတက်ဆင်ထားတဲ့ Su-34 ဘုံးကျဲတိုက်လေယာဉ်တွေပြစ်မှတ်ကိုအနီးကချင်းကပ်ပြီးကိုယ့်ဘာသာကိုဖောက်ခွဲဖြက်စီးပြစ်နိုင်တဲ့ လမ်းဆက်အသေးခံ drone တွေအီရန်နိုင်ငံလုံး Shahed 136လို့ခေါ်တဲ့နှေးကွေးပေမဲ့အဖြတ်ဆွမ်းအားကြီးတဲ့ကာမီကာဇီ drone အုပ်ကြီးတွေလိုက်ပါလာပါတယ်။ဒါဟာရိုးရိုးရှင်းရှင်းတိုက်ခိုက်မှုတစ်ခုမဟုတ်ပါဘူး။ဒါဟာပေါင်းဆက်လက်နက်စနစ်သုံးတိုက်ခိုက်မှုတစ်ခုပါ။ဒုံးကြီးတွေ၊လေယာဉ်တွေ၊ drone တွေအားလုံးကိုအချိန်ကိုင်းညှိနှိုင်းပြီးတပြိုင်နက်တည်းအသုံးပြုတိုက်ခိုက်တာဖြစ်ပါတယ်။ဒါပေမဲ့ဒီလိုရှုပ်ထွေးလာတဲ့ပေါင်းဆက်တိုက်ခိုက်မှုကြီးတစ်ခုလုံးရဲ့အဓိကချုပ်ကင်သူကတော့လေထဲမှာမဟုတ်ပါဘူး။မြေပြင်ပေါ်မှာပါ။အဲ့ဒါကတော့ Boriso Glass 2လို့ခေါ်တဲ့ရုရှားရဲ့အလွန်အစွမ်းထက်တဲ့ electronic စစ်စင်ရေး electronic warfare EW ယင်တွေပါပဲ။ဒီ EW ယင်တွေကသူတို့ရဲ့အဓိကတာဝန်အတိုင်းလေတူထဲမှာပြန့်လွင့်နေတဲ့ drone ထိန်းချုပ်ရေးလှိုင်းလုံးအလုံးကိုအပြင်းထန်နှောက်ယှက်ဖြတ်တောက်လိုက်ပါတယ်။ရာဒကတော့ Chu if latest scan မှာအာဂိုတကြီးအသုံးပြုနေတဲ့ Ukraine ရဲ့ Barak Star TB2 drone ကိုညက်တစ်ခုလုံးချက်ချင်းဆိုသလိုအဆက်အသွယ်ပြတ်တောက်ကမောက်ကမဖြစ်သွားပါတော့တယ်။တစ်ဖက်မှာ EW စနစ်တွေက ဂျန်သူရဲ့မျက်စိနဲ့နားတွေကိုပိတ်ပစ်နေတယ်မှာတစ်ဖက်မှာတော့ Iskander ဒုံးကြီးတွေ KAB 500ဘုံတွေကသူတို့ရဲ့ပြစ်မှတ်တွေစီကိုအတိအကျကြားရောက်ပောက်ကွဲနေပါပြီပောက်ကွဲမှုတွေရဲ့အချိန်ဟာလေရင်သိန်းကိုတောင်ကြီးတွေရဲ့တမ်မနိမိုးတွေကိုဆွဲဖြဲပစ်လိုက်တယ်လို့အတွင်းထဲမှာအသင့်ပြင်ထားတဲ့ MIG 29တိုက်လေယာဉ်တွေဟာလေထဲလွင့်စင်ကုန်ကစီလောင်ကန်ကြီးတွေကနေမီးတောင်မီးလျံတွေဟာမိုးထီအောင်ထိုးတက်လာခဲ့ပါတယ်ရုရှားအတွက်တော့ဒါဟာအပြစ်အနာစာမရှိ ပြည်ပြေဆုံးတဲ့စာအုပ်ထဲကတိုင်းအောင်မြင်တဲ့စစ်စင်ရေးတစ်ခုပါပဲ ဒါပေမဲ့သူတို့လုံးဝမမျှော်လင့်မထားခဲ့တာကတော့ဒီပြည်ပြည်စုံတယ်လို့ထင်ခဲ့တဲ့တိုက်ခိုက်မှုဟာမကြခင်မှာပဲသူတို့ထင်တော့မထင်ထားတဲ့တုံ့ပြန်မှုမျိုးစတင်တော့မှာဖြစ်တယ်ဆိုတာပါပဲ True if later scan တစ်ခုလုံးပြီးလောင်ပြက်စီးနေချိန်မှာစခန်းရဲ့တောင်ဘက်ခြံစည်းရိုးနှက်ကအကြီးစားကွန်ကရစ်ကာကွယ်ရေးနံရံတစ်ခုရဲ့အပွဲမှာကပ်ပြီးရထားခဲ့တဲ့ Beraktar TB2 drone တစ်စင်းဟာကံကောင်းစွာနဲ့ပဲပောက်ကွဲမှုတွေရဲ့ဒဏ်ကနေလွတ်မြောက်ပြီးအကောင်းပကတိအတိုင်းရှိနေခဲ့ပါတယ်အဓိကကိုကေးစကန်ပြက်စီးသွားသလို မြေပြင်နဲ့ဆက်သွယ်ရေးလိုင်းတွေအားလုံးပြတ်တောက်သွားပါပြီ။ရုရှားရဲ့ဂျမ်မာလိုင်းတွေကကောင်းကင်တစ်ခုလုံးကိုလွှမ်းခြုံထားပါတယ်။ဒီလိုခြေနေမျိုးမှာ RTB2 ကိုထိန်းချုပ်နေတဲ့လေယာဉ်မှုဟာသူ့ရဲ့ပုံမှန်လုပ်ငန်းစဉ်တွေကိုလုံးဝချိုးဖောက်လိုက်ပြီးသူ့ဒရုန်းမှာတပ်ဆင်ထားတဲ့အရေးပေါ်ဆက်သွယ်ရေးစနစ်ကိုကိုယ်တိုင်ပြန်လည်ချိတ်ဆက်ခဲ့ပါတယ်။ဒီ TB2 ဒရုန်းဟာမီဂိုလုံးတွေပောက်ကွဲမှုအပိုင်းအစတွေနဲ့ပြည့်နှက်နေတဲ့ကောင်းကင်ယံတွေကိုအောင်မြင်စွာပြန်တပ်သွားနိုင်ခဲ့ပါတယ်။လေထဲကိုရောက်ပြီးမကြခင်မှာပဲသူ့ရဲ့အဆင့်မြင့်အနီအောက်ရောင်ကြီးကင်မရာနဲ့ မြင်ကွင်းကျယ်ကင်မရာတွေကနေပထမဆုံးရုပ်သံကို KF မြို့တော်ကအရေးပေါ်စစ်စင်ရေးစခန်းစီကိုပို့လွှတ်နိုင်ခဲ့ပါတယ်။ရုပ်သံထဲမှာဆိုရင် True If Later စခန်းကြီးတစ်ခုလုံးကတော့နှစ်ချမ်းကွဲနေတဲ့ MIG 29အပျက်စီးတွေအရေးပျော်ကြနေတဲ့လေ့ကျင့်ရေးလင်းရင်အဟောင်းတွေမီးလောင်မီးပြိုကျနေတဲ့ Radar Tower တိုင်ကြီးတွေမျက်စိတဆုံးပါပဲ။ဒါပေမဲ့ Falcon 2ကဒီလောက်နဲ့မရက်ခဲ့ပါဘူး။သူ့ရဲ့ Drone Camera ဟာအရှိတ်ရုရှားနယ်စပ်စီကိုလှည့်သွားခဲ့ပါတယ်။အဲဒီမှာ Vultures အနီးကတစ်တောလက်မပေါ်မှာ တဖြည်းဖြည်းရွေ့ရှားနေတဲ့စစ်ရင်တန်းတစ်ခုကိုထောက်လန်းတွေးရှိလိုက်ပါတယ်။နောက်ပိုင်းမှာ KF ကလေးလာဆန်းစစ်သူတွေအတီးပြုတ်နိုင်ခဲ့တာကတော့ဒါဟာခုနကချူဟူအစ်ကိုတိုက်ခိုက်ခဲ့တဲ့ရုရှားရဲ့စစ်ရင်တန်းဖြစ်ပါတယ်။သူတို့ဟာတိုက်ခိုက်မှုအောင်မြင်ပြီလို့ယူဆပြီးသူတို့ရဲ့ Panzer S1 လေးချောင်းရံကာဝေးရေးရှင်တွေ EW ထရက်ကာကြီးတွေ Iskander ဒုံးကြီးတွေကိုပြန်လည်ဖြစ်တင်းပေးတဲ့ရင်တွေစီပေါ်စာရီနဲ့အတူအောင်ပွဲခံတဲ့အနေနဲ့ဘဲဂိုရော့ဘတ်ကိုပြန်လည်ဆုတ်ခွာနေတာဖြစ်ပါတယ်။ TB2 ဟာအဲ့ဒီရင်တန်းတွေကအရေးကြီးဆုံးပြစ်မှတ်တွေအားလုံးကို ူ့ရဲ့လေဆာပစ်မှတ်ပြစနစ်နဲ့တိတိကျကျမှတ်သားလိုက်ပါတယ်။ပြီးတော့သူ့ကိုယ်သူရန်သူရေဒါကနေထောက်လန်းခံရဖို့ပိုခတ်ခဲသွားအောင်ရေဒါ line ထုတ်လွှတ်မှုအလွန်နေတဲ့အချိန်တွေကိုပြောင်းလိုက်ပါတယ်။အဲ့ဒီလေဆာနဲ့မှတ်သားပြီးပစ်မှတ်တွေရဲ့တည်နေရာအချက်လက်တွေအတိအကျပါဝင်တဲ့78စက္ကန့်စာရုပ်သံအချက်လက်ဟာနောက်ပိုင်းမှာယူကရိန်းရဲ့ပထမဆုံးသောတိကျတဲ့တံပြန်တိုက်ခိုက်မှုကြီးဖြစ်လာခဲ့ပါတယ်။ဒါပေမဲ့အန်ရီယေကမပြီးဆုံးသေးပါဘူး။နေဇက်တစ်ဖက်ကရုရှားအော်ပရေတာတွေထိန်းချုပ်လမ်းညွှန်နေတဲ့လမ်းဆက်ကာမီကာဇီဒရုန်းစင်းဟာ TB2 ရဲ့အင်ဂျင်ကထွက်လာတဲ့အပူလှိုင်းနှောက်ကိုလိုက်ပြီးအရှိန်နဲ့ချင်းကပ်လာခဲ့ပါတယ်။ဒါကြောင့်ချက်ချင်းဆိုသလိုသူ့ရဲ့ drone ကိုအမြင့်ပေ1200အထိလှင်မြန်းသွားနှိမ်ချလိုက်ပြီး drone မှာတက်ဆင်ထားတဲ့ရေးပေါ်ကာကွယ်ရေးစနစ်ဖြစ်တဲ့အပူလှိုင်းတူထုတ်လွှတ်တဲ့မီရှူမီဘန်မြောက်ကိုပြစ်လွှတ်လိုက်ပါတယ်။ဒါဟာစစ်မြေပြင်မှာအသုံးနည်းသေးတဲ့စမ်းတပ်စဲနည်းပညာတစ်ခုပါ။အဲဒီ flares တွေရဲ့အပူလှိုင်းကိုလမ်းမှားပြီးလိုက်သွားတဲ့ landsat drone ဟာ TB2 နဲ့ပေ30လောက်အကွာမှာအချိန်မတိုင်ခင်ပောက်ကွဲသွားခဲ့ပါတယ်။မနက်6:00နာရီ2မိနစ်မှာတော့ drone ရဲ့ battery ဟာအားကုန်သွားခဲ့ပါပြီ။ ဖဲဂွန်ဒူးဟာသူရရှိထားတဲ့အချက်အလက်အကျဉ်းချံအားလုံးကို KF မြို့ကပင်မထောင်လန်းရေးညွှန်ကြားမှုဦးတည်ဌာနစီကိုအချက်အလက်စူးစီးပို့ဆောင်ခြင်းဤပညာနဲ့နောက်ဆုံးအကြိမ်ပို့လွှတ်လိုက်ပါတယ်။ဒီနောက်ဆုံးပို့လိုက်တဲ့ data ထဲမှာရုရှားစစ်ရင်တန်းရဲ့တိကျတဲ့ပထဝီဝင်တည်နေရအချက်အလက်တွေဒါမှကသူတို့ရဲ့လျှို့ဝှက်ရေဒီယိုစကားပြောဆိုမှုအပိုင်းအစတချို့ပါပါဝင်ခဲ့ပါတယ်။ဒါဟာနောက်နှစ်ရက်ကြာမှာဖြစ်ပေါ်လာမယ့်သမိုင်းဝင်လက်တုံ့ပြန်မှုကြီးတစ်ခုရဲ့အခြေခံအုတ်မြစ်ကိုခြာပေးလိုက်တာပဲဖြစ်ပါတယ်။ Chu If latest scan ကိုရုရှားကအကြီးအကျယ်ဖျက်ဆီးပြပြီးနောက်အသက်ရှင်ကျန်ခဲ့တဲ့ Byrida TB2 drone တစ်စင်းရဲ့18စက္ကန့်သာအချက်အလက်ကို KF ထောက်လိုင်းရဲ့အဖွဲ့ကနေရောညပါခွဲခြမ်းစိုက်ဖျားခဲ့ပါတယ်။ဒီကနေ့အလွန်အရေးကြီးတဲ့အချက်တစ်ခုတွေ့ရှိခဲ့ပါတယ်။ Chu If ကိုတိုက်ခိုက်ရမှာအဓိကလက်နက်ဖြစ်ခဲ့တဲ့ Electronic စစ်စင်ရေးယာဉ်တစ်စီးနဲ့ Iskander ဒုံးကြီးဖြည့်တင်းရေးယာဉ်တို့ဟာနေဇန်နီက CB Kino မြို့မှာခိတ္တာရနာစေဖြစ်တယ်ဆိုတာပါပဲ။ ရုရှားကတိုက်ခိုက်မှုအောင်မြင်ပြီလို့ထင်ပြီးပေါ်ဆနေတဲ့အဲ့ဒီချိန်ကိုယူကရိန်းကအခွင့်အကောင်းယူခဲ့ပါတယ်။နောက်တစ်နေ့မှာယူကရိန်းရဲ့ UJ22 ထောင်လိုင်းရဲ့ drone နှစ်စင်းကိုလျှို့ဝှက်စွာဆေးလွတ်ပြီးရန်သူရဲ့ဒီနေရာကို မျက်မြင်အတည်ပြုနိုင်ခဲ့ပါတယ်။အရင်နောက်ယူကရိန်းရဲ့ Toshka U ဒုံးကျည်တပ်ဖွဲ့တွေဟာ TB2 drone ကပေးပို့ခဲ့တဲ့တိကျတဲ့ဒီနေရာကိုပစ်မှတ်အဖြစ်သတ်မှတ်ပြီးဒုံးကျည်နှစ်စင်းနဲ့နယ်စပ်ကိုဖျက်ချော်ပစ်ခတ်ခဲ့ပါတယ်။ပထမဒုံးကျည်က EW ရင်ကိုထိမှန်ဖျက်ဆီးခဲ့ပြီးဒုတိယဒုံးကျည်က Iskander ဖြည့်တင်းရင်ကိုပောက်ကွဲစေခဲ့ပါတယ်။ ဒီတိုက်ခိုက်မှုဟာစစ်ပွဲတွင်ပထမဆုံးအကြိမ်ဖြစ်ယူကရိန်းကနေဆက်ဖြတ်ကျော်ပြီးဂျန်သူရဲ့အဓိကလက်နက်စနစ်တွေကိုတိတိကျကျပြန်လည်တိုက်ခိုက်နိုင်ခြင်းဖြစ်တာကြောင့်ကီယက်ဖ်မှာအောင်ပွဲခံတွေထွက်ပေါ်ခဲ့တယ်လို့မော်စကိုမှာတော့အရာရှိတွေတုံ့လှုပ်ခြောက်ခြားခဲ့ရပါတော့တယ်။ချူအီဖ်ကရလိုက်တဲ့အချက်လက်ကြောင့်ရုရှားရဲ့အဖိုးတန်ဘော်ရီဆိုဂလတ်2 EW ရင်းနှီးနဲ့အစ်ကန်နာဖြည့်တင်းရဲ့ယင်တစီဖြက်စီးခံလိုက်ရတော့မော်စကိုမှာအရာရှိကြီးတွေဟာထိတ်လန့်သွားကြပါတယ်။သူတို့ကချူဟူအီဖ်ကိုလုံးဝချေမှုန်းပြီးပြီလို့ထင်ထားကြတာပါ။ ဒါပေမဲ့အခုတော့ပျက်စီးသွားပြီလို့ထင်ရတဲ့ TB2 drone တစ်စင်းရဲ့ဆက်ရှိကန်တာ data ကြောင့်သူတို့ရဲ့လက်နက်ကြီးတွေဆုံးရှုံးသွားရပြီဆိုတာကိုနားလည်သွားပါတယ်။ဒီအတွက်သူတို့ချက်ချင်းအမိန့်ထုတ်လိုက်တာက Iskander drone တွေကိုနေဆက်ကနေမိုင်60 100ကီလိုမီတာအထိအဝေးကိုချက်ချင်းရွှေ့ရမယ်။ပြီးတော့ S400 တို့ Panzer S1 တို့လေကြောင်းရန်ကာဝယ်ရေးတွေကိုပါထပ်ဖြည့်ရမယ်ဆိုတာပါပဲ။ရုရှားအတွက်တော့သူတို့နေဆက်ဟာလုံခြုံတယ်ဆိုတဲ့အတွေးခေါ်ကြီးပျက်စီးသွားခဲ့ပါပြီ။ ဒီဖြစ်ရပ်ကခေတ်သစ်စပွဲမှာအချက်အလက်တွေဟာလက်နက်ထပ်ပိုအရေးကြီးတယ်ဆိုတော့အဖို့တန်သင်ကန်းစာကိုပြသသွားတာပါပဲဒီဖြစ်ပျက်ကို KF တင်မကပဲရုရှားနဲ့နေဆက်ထိဆက်နေတဲ့ပိုလန်ပါဝင် နေတိုးနိုင်ငံတွေကပါအသေးစိတ်လေ့လာခဲ့ကြပါတယ်သူတို့ရတဲ့သင်ကန်းစာတွေကတော့ EW Electronic ဆက်စင်ရေးကိုထိန်းချုပ်နိုင်မှာအရာရာကိုထိန်းချုပ်နိုင်မယ်အချိန်နဲ့တပြင်းညီအချက်အလက် real time data ရရှိခြင်းဟာအသက်ဖြစ်တယ်၃ရိုးရိုးပေါင်းဆက်တိုက်ခိုက်မှုတွေထက် အဆင့်မြင့်ဒိုမိန်ပေါင်းစုံပေါင်းသိမှုဆိုတဲ့စစ်ရေးအယူဝါဒအသစ်ကိုကူးပြောင်းမှုလိုအပ်တယ်။ဒီဒိုမိန်ပေါင်းစုံပေါင်းသိမှုဆိုတာကတော့လေတပ်မြေပြင်တပ် drone EW စိုက်ဘာစနစ်အားလုံးကိုကုန်ရက်တစ်ခုတည်းအောက်မှာချိန်နဲ့တပြေးညီချိတ်ဆက်ပြီးအတူတကွပူးပေါင်းတိုက်ခိုက်ခြင်းလို့ရိုးရိုးလေးနားလည်ထားနိုင်ပါတယ်။ပိုလန်ဟာဒီသင်္ကန်းသားတွေကိုယူပြီးသူတို့ရဲ့ကာကွယ်စနစ်ကိုအခြေခံကြကြပြောင်းလဲပစ်ခဲ့ပါတယ်။ပိုလန်ရဲ့ဒီစစ်ရေးယူဝါဒအသစ်ကမကြခင်မှာပဲစမ်းသပ်ခံရဖို့ဖြစ်လာခဲ့ပါတယ်။အဲဒါကတော့ရုရှားရဲ့ KA-52 တိုက်ခိုက်ရေးရဟတ်ယာဉ်တွေ နယ်စပ်ကိုဝင်ရောက်စီးနင်းတိုက်ခိုက်လာခဲ့ပေမဲ့ဒီတခါရုရှားရင်ဆိုင်ရတာကချူအီဖ်ကိုအလွယ်တကူကျော်ဖြတ်နိုင်တဲ့စနစ်မျိုးမဟုတ်တော့ပါဘူး။ပိုလန်ရဲ့တုံ့ပြန်မှုဟာအယံမြန်ပြီးပြင်းထန်ခဲ့ပါတယ်။ EW ရင်တွေကရုရှားရဲ့ရေဒါတွေကိုချက်ချင်းအမှောင်ချပစ်လိုက်ပါတယ်။ပိုလန်ထုတ် drone တွေကရန်သူတီနီယာအချက်လက်တွေကို F16 ဂျက်လေယာဉ်မှုရေစီကိုအချိန်နဲ့တပြေးညီပို့ပေးလိုက်ပါတယ်။ဒါကိုခွင်ကောင်းယူပြီးမြေပြင်ကအမြောက်တပ်ဖွဲ့တွေကပါဒုံးကျည်တွေနဲ့ထောက်ကူတိုက်ခိုက်ခဲ့ပါတယ်။ဒီလိုစနစ်အားလုံးပေါင်းစည်းပြီးတပြိုင်တည်းထဲတိုက်ခိုက်ခြင်းကြောင့် ရုရှားရဲ့ထိုးစစ်ကိုချက်ချင်းရပ်တန့်စေခဲ့ရုံသာမကစစ်မြေပြင်ရဲ့ဥဆောင်မှုအရှိန်ကိုပါပိုလန်ဘက်ကလုံးဝပြန်လည်ထိန်းချုပ်သွားနိုင်ခဲ့ပါတော့တယ်။လေကြောင်းတိုက်ခိုက်မှုတွေခိတရညာသွားတာနဲ့ပိုလန်ရဲ့ဒုတိယလှိုင်းစတင်ပါတော့တယ်။အဲ့ဒါကတော့မြေပြင်ထိုးစစ်ပါပဲ။ဂျာမန်လုံး Leopard 2 A5PL နဲ့တောင်ကိုရီးယားလုံး K2 Black Panther ပင်မတိုက်ပွဲဝင်တင်ကားကြီးတွေဟာသူတို့ပုံကွယ်ရာတစ်တောတွေကနေထွက်ပေါ်လာပြီးရုရှားတပ်ဖွဲ့တွေစီကိုတဟုန်ထိုးချီတက်လာခဲ့ပါတယ်။ဒါပေမဲ့သူတို့ဟာရှေ့ကိုရန်တမ်းပြီးခြိတက်လာတာမဟုတ်ပါဘူး။ သူတို့ရဲ့ပေါ်တဲတဲမှာထောင်လိုင်းရေး drone တွေနဲ့ကာမီကာဇီ drone တွေကဝဲပြန်နေပြီးရုရှားရဲ့တင်ကားဖြတ်ခံစစ်စခန်းတွေတန်ကြပ်ကရင်တွေမိုင်းကွင်းတွေကိုလေဆာနဲ့တိတိကျကျထောက်ပြပေးနေခဲ့ပါတယ်။ဒီအချိန်နဲ့တပင်းကြီးအချက်လက်တွေအားလုံးဟာပိုလန်တင်ကားမှုတွေရဲ့မျက်နှာပြင်ပေါ်မှာအချိန်နဲ့တပင်းကြီးပေါ်နေတာကြောင့်သူတို့ဟာဘယ်လန်းချောင်းကအန္တရာယ်ကင်းတယ်ဘယ်နေရာမှာရန်သူရှိနေတယ်ဘယ်နေရာကိုအရင်ပြစ်ခတ်ရမယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသိမြင်နေရပါတယ်။ ဒါကြောင့်သူတို့ဟာလမ်းမရှိတဲ့ကြမ်းတမ်းတဲ့မြေပြင်တွေမိုင်းကွင်းတွေကိုတော့အရှိန်မပြတ်ပဲကျော်လွှားချီတက်နိုင်ခဲ့ပါတယ်။ရုရှားကလည်းသူတို့ရဲ့အားကိုးရတဲ့ T90M တင်ကားတပ်ရင်းတွေနဲ့တံပြန်ချီတက်လာပြီးရိုးရာတင်ကားတိုက်ပွဲကြီးတစ်ခုဖြစ်ပွားတော့မလို့ဖြစ်လာခဲ့ပါတယ်။ဒီနေရာမှာပဲချူဟူအီဖ်ကရခဲ့တဲ့တင်ကန်းစာအစ်တစ်ခုကိုပိုလန်ကလက်တွေအသုံးချလိုက်ပါတယ်။ပိုလန်ဟာရိုးရိုးတင်ကားချင်းရင်ဆိုင်တိုက်ပွဲကိုသာအာမကိုပဲ K9 Gun Dogs လို့နာမည်ပြောင်းပေးထားတဲ့မြေပြင်တိုက်ခိုက်ရေးစက်ရုပ်တွေကိုအသုံးပြုခဲ့ပါတယ်။ ခြေလေးတောင်ပါတဲ့ဒီဆက်ရုပ်ခွေးတွေဟာစက်တနက်အပေါ်သားတွေတင်ကားဖြတ်လက်နက်ငယ်တွေဖောက်ခွဲရေးပစ္စည်းတွေတက်ဆင်ထားပြီးသူတို့ကိုတောအုပ်တွေထဲကနေရုရှားတင်ကားတပ်ဖွဲ့တွေရဲ့ဘေးတောင်ပိုင်းကိုဝင်ရောက်တိုက်ခိုက်စေခဲ့ပါတယ်။သူတို့ဟာစစ်သားတွေကိုမိုးခတ်ခဲတဲ့နေရာကနေတိုးဝင်ပြီးရုရှားရဲ့ကုတ်ကဲရေးကေဘယ်ကြိုးတွေကိုဖျက်ဆီးတယ်။ထောက်ပံ့ရေးထရက်ကားတွေကိုပစ်ခတ်တယ်။တင်ကားတွေရဲ့အားနည်းတဲ့နောက်ပိုင်းကိုပိတ်မှတ်ထားတိုက်ခိုက်ခဲ့ပါတယ်။အပေါ်စီးကအသင်းဆောင်နေတဲ့ပိုလန် F-16 တွေကဒုတိယအကြိမ်ပြန်လည်ရောက်ရှိလာပြီး ရုရှားတင်ကားတွေကိုဝင်ဟင်ကနေခြေမုံပစ်ခဲ့ပါတယ်။ပိုလန်ဒရုန်းအုပ်စုတွေကလည်းရုရှားရဲ့ဆက်သွယ်ရေးလမ်းကြောင်းတွေကိုဇက်တိုက်နှောက်ယှက်ခဲ့တာကြောင့်ရုရှားတင်ကားတွေဟာသူတို့ရဲ့နောက်ွယ်ကအမြောက်တပ်ဖွဲ့တွေလေတပ်တွေနဲ့အဆက်အသွယ်လုံးဝပြတ်တောက်သွားခဲ့ပါတယ်။မင်းနေပိုင်းတွင်မှာပဲစနစ်တကျချီတက်လာခဲ့တဲ့ရုရှားရဲ့ T90 တင်ကားတပ်စုဟာအစီအစဉ်မကျဥတီယာမဲ့ပြစ်ခတ်နေတဲ့အစိမ့်စိမ့်အမှားမှာပြိုကွဲသွားတဲ့အုပ်စုငယ်လေးတွေဖြစ်သွားခဲ့ပါတော့တယ်။တိုက်ပွဲဟာဒီမှာမပြီးသေးပါဘူး။ရုရှားကသူတို့ရဲ့လက်နက်တိုက်ထဲကအစွမ်းထက်ဆုံးအမြောက်ကြီးတွေဖြစ်တဲ့ ဟာဝီဇာမြောက်ကြီးတွေနဲ့24ကီလိုမီတာกว่าကနေပိုလန်တပ်ဖွဲ့တွေစီကိုတိကျသွားပစ်ခတ်တုံ့ပြန်လာခဲ့ပါတယ်။ဒီမြောက်ကြီးတွေဟာအလိုလျောက်ပစ်ခတ်နှုန်းအလွန်မြန်ပြီးတိကျမှုလည်းအလွန်မြင့်ပါပါတယ်။ဒါပေမဲ့ပိုလန်ကဒါကိုလည်းကြိုတင်တွက်ဆပြင်ဆင်ထားပြီးသားပါ။ပိုလန်ရဲ့ Podrad လေကြောင်းရန်ကာကွယ်ရေးရှင်တွေမှတပ်ဆင်ထားတဲ့အစင်းမြင့်ရေဒါတွေနဲ့အမြန်ပြတ်ဒုံးကြီးတွေကပစ်ခတ်လိုက်တဲ့ရုရှားမြောက်ဆန်တော်တော်များများကိုပိုလန်တပ်ဖွဲ့တွေစီမရောက်ခင်လီထဲမှာလည်းကြားဖြတ်ပစ်ချနိုင်ခဲ့ပါတယ်။တပြိုင်နက်တည်းမှာပဲ S16 တွေဟာ ဂျန်သူလေချောင်းရန်ကာကွယ်ရေးခြေမုံချင်းစစ်စင်ရေးကိုချက်ချင်းပြန်လည်လှုပ်ဆောင်ပြီးရုရှားရဲ့အမြောက်တပ်တွေကိုလမ်းညွှန်ပေးနေတဲ့ရေဒါတွေကိုတိုက်ခိုက်ဖျက်ဆီးပစ်လိုက်ပါတယ်။ရုရှားအမြောက်တပ်တွေပြစ်ခတ်လိုက်တဲ့အတန်နဲ့လမ်းကြောင်းကိုဒရုန်းကပေးပို့တဲ့အချက်လက်တွေနဲ့တိုက်ဆိုင်စစ်ဆေးပြီးဂျန်သူအမြောက်တွေရဲ့တင်းနေရာကိုချက်ချင်းတွက်ချက်ကအပြင်းထန်တံပြန်ပစ်ခတ်ခဲ့ပါတယ်။ဒါပေမဲ့တိုက်ပွဲရဲ့တကယ့်အဆုံးဖြတ်အပိုင်းကတော့ Chuuf If မှာအနိုင်ရှုံးကိုဆုံးဖြတ်ပေးခဲ့တဲ့ Electronic စနစ်ပါပဲ။ပိုလန်ဟာသူတို့ရဲ့အဆင့်မြင့် EW ရင်တွေကိုအလုံးရင်ဖြန့်ကျက်လိုက်ပြီး ိုင်120ပတ်လည်ဝင်းကျင်အတွင်းမှာရှိတဲ့ရုရှားရဲ့ကိုကဲမှုလမ်းကြောင်းဆက်သွယ်ရေးလှိုင်းရေဒါလှိုင်းအလုံးကိုလုံးဝအမှောင်ချပစ်လိုက်ပါတယ်။ချူဟူအီဖ်မှာယူကရိန်းကိုဘာမှမမြင်ဘာမှမကြားရအောင်ခံခဲ့ရတဲ့လိုမျိုးအခုရုရှားတပ်ဖွဲ့တွေပြန်လည်ခံစားရနေတာပါ။ဒီအချိန်ပိုလန်ရဲ့ကာမီကာဒီ drone အုပ်ကြီးတွေဟာအနိုင်ပြန်ဝင်ရောက်လာပြီးဆက်သွယ်ရေးပြတ်တောက်နေလို့ဘာမှမလုပ်နိုင်တော့တဲ့ရုရှားရဲ့ကြီးတန်းတူလောင်ယုံတွေစီပေါစာတွေအရန်ကိုကဲရေးရှင်တွေကိုအေးအေးဆေးဆေးပြစ်မှတ်ထားဝင်ရောက်ဖျက်ဆီးသွားခဲ့ပါတယ်။ ညဘက်ကိုရောက်တဲ့အခါမှာတော့ပိုလန်အထူးတပ်ဖွဲ့ဝင်တွေဟာရန်သူနယ်မြေတွေကိုဝင်ရောက်ပြီးနယ်မြေရှင်းလင်းရေးစတင်ခဲ့ပါတယ်။မိုးလင်းတဲ့အခါမှာတော့ရှေ့တန်းကရုရှားတပ်ဖွဲ့တွေဟာလုံးဝပိတ်မိနေပါပြီ။သူတို့ရဲ့နောက်ဆုံးကြိုးပမ်းမှုဖြစ် KA-52 နဲ့ MI-28 ရဲ့ဟဲ့ဂျင်တွေကပိတ်မိနေတဲ့တပ်ဖွဲ့တွေအတွက်စေဝါနဲ့ကြည်စံတွေလေထဲကနေလာချပေးဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ကောင်းကင်မှာအသင်လှက်ပတ်ဆောင်တိုင်းနေတဲ့ပိုလန် F-16 တွေကအဲ့ဒီရဟတ်ယာဉ်တွေပိုလန်လေပိုင်တဲ့ထဲကိုမဝင်ခင်မှာရင်အားလုံးကိုပြစ်ချဖျက်ဆီးလိုက်ပါတယ်။ မြေပြင်မှာတော့ပိုလန်ရဲ့ Leopard 2နဲ့ K2 Black Panther တင်ကားတွေဟာ drone တွေရဲ့လမ်းညွှန်မှုအတိုင်းကြံရှိနေတဲ့ရုရှားရဲ့ရှေ့တန်းကုတ်ကဲရေးစခန်းတွေစီကိုတိုက်ရိုက်ဝင်ရောက်စီးနင်းသိမ်းပိုက်လိုက်ပါတော့လေပထမဆုံးတိုက်ခိုက်မှုမှာဂျီမွားပျက်စီးသွားခဲ့ရတဲ့ Chu If Latest ခန်းမှာအသက်ရှင်ကျန်ရစ်ခဲ့တဲ့ Barada TB2 drone လေးဒဇင်းရဲ့နောက်ဆုံးပေးပို့ခဲ့တဲ့18စက္ကန့်ကအချက်လက်ဟာခစ်သည့်စပွဲရဲ့စီးချက်ကိုလုံးဝပြောင်းလဲပစ်ခဲ့ပါပြီ။ဒါဟာတမ်မနီတွေရန်ွေတွေရဲ့စွမ်းမကနဲ့သာတိုက်ခိုက်တဲ့စစ်ပွဲမဟုတ်တော့ပါဘူး။ ဒါဟာအချက်အလက်တွေနဲ့ algorithm တွေကအဆုံးဖြတ်ပေးတဲ့စစ်ပွဲဖြစ်လာခဲ့ပါပြီ။ဒီလိုစစ်ပွဲမျိုးမှာအနိုင်ရှုံးကိုတင့်ကားရေအတွက်အမြောက်ရေအတွက်နေရင်ရေအတွက်တင်နေတိုင်းတာလို့မရတော့ပါဘူး။လာရောညီထွေးစွာပြောင်းလဲနိုင်စွမ်းနဲ့စနစ်ပေါင်းသူကိုပေါင်းသီးချိတ်ဆက်နိုင်စွမ်းကသာအောင်မြင်မှုရဲ့အဆုံးဖြတ်တော့ချက်ဖြစ်လာမှာဖြစ်ပါကြောင်းသုံးသပ်တင်ပြလိုက်ရပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။